အိတ်ဇဲတဲမှာ grid line တွေကို print ထုတ်တဲ့အခါမှာပအောင်ပြေလို့လို့ရတဲ့နေလန်ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့တကယ်ဒီနေ့ကတော့အိတ်ဇဲမှာဒီပါနေတဲ့ grid line တွေကို print ထုတ်တဲ့အခါမှာပအောင်ပြေလို့လို့ရတဲ့နေလန်လေးတွေကအရင်ဦးဆုံးကိုယ့်ရဲ့ data ကိုဇလက်အရင်ဆုံးပေးလိုက်ပါ အာပေးပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော် print သွားကြည့်တဲ့အခါမှာပုံမှန်ဒီဒီမှာဘာအာဒီ border မှာမပါဘူးဘာ table format မှာမပါဘူးအဲ့တော့ဒီမှာပါနေတဲ့ excel မှာပါနေတဲ့ grid line လေးတွေကိုပါစီခြင်းတယ်ဆိုလို့ရှိရင်ပေးလျောက်တက်သေးကိုသွားပါပြီးသွားရင်เนาะဒီ sheet option နဲ့ဝင်ပြီးတော့ကျွန်တော်ဒီ view ရဲ့အောက်က print ဆိုတဲ့နေရာလေးမှာအမှန်ကြီးလေးကိုရှင်းပေးလိုက်ပါဒါဆိုလို့ရှိရင်เนาะဒီမှာ laser print ထုတ်တဲ့အခါမှာ အဲ့ဇဲရဲ့ crowline လေးတွေကပါနေမှာပဲဖြစ်ပါတယ်နော်အဲ့တော့ဒီနည်းလမ်းလေးကိုအသုံးချင်းအားဖြင့်ကျွန်တော်ပေါင်ခက်ရတက်တာသွားလိမ့်မယ်ပြီးရင် header တွေကိုကျွန်တော်ကအာဟုံးထဲကနေပြီးတော့ဇဲတွေကတခုယူလိုက်မယ်ဆိုလို့ရှိရင်ဒါအဆင်ပြေသွားပြီနော်အဲ့ဆိုရင်အာဒီနေ့က print ထုတ်တဲ့အခါမှာ crowline လေးကိုပါစီချင်တယ်ဆိုရင်ပေလျောက်တက်တဲ့က crowline အောက်က print ဆိုတဲ့နေရာမှာအမှန်ကြီးလေးကိုရှင်းပြရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်